ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပေးမှာတော့စာရေးဆရာ မနာပတာကြီးအရှင်ဝိစိတ်တရေးသားထားတဲ့ကိုကိုကိုဆုံးမခြင်း ဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်း7ဂဲနဲ့အဖြစ်ခံရတဲ့ရေပြင်ဟာလောက်ခတ်မှုကတော့ရှိတာပေါ့အပြစ်ခံရတဲ့အတွက်ရေပြင်ကတော့ စိတ်စိတ်အမွားမွား꿰ပြသွားမှာမဟုတ်ဘူးတသားရဲဖြစ်နေမှာပဲဖြစ်တဲ့ကဲပဲရည်ထဲမှာနှိမ့်မြုပ်သွားမှာမဟုတ်လားဒီလိုပါပဲအတိုက်အခိုက်ခံရတဲ့ဘဝဟာလေလောက်ခံမှုတော့ရှိမှာပေါ့ဒါပေမဲ့အထူထောင်းခံရတဲ့အကြောက်ခဲလို့တစားစီလွင့်စင်သွားတာမျိုးမဖြစ်စေဖို့ပါပဲဒီလိုမကွဲမပြတ်တစ်ဆက်တည်းရှိနေနိုင်အောင်သာကြိုးစားရမှာပါလူဘဝဆိုတာအတိုက်အခိုက်အထူထောင်းကတော့ နေရာတိုင်းမှာရှိနေကြမှာပဲလူလည်းရှိတယ်ရဟန်းတန်ကလည်းရှိတယ်တိရိစ္ဆာန်အချင်းချင်းလည်းရှိတယ်အလုံးစုံဖိတ်ဆုံတော်မူတဲ့ဘုရားရှင်တော်ရှိနေရပဲလေဒါအစမ်းကြီးမှမဟုတ်တာအရေးကြီးဆုံးကအဋ္ဌိတန်တွေကိုခံနိုင်ရှိဖို့ပဲကြောက်လို့မမထန်ထန်ခံနိုင်မလားရေလိုအလိုက်တင်ပျော့ပျော့ပြောင်းပြောင်းခံနိုင်အောင်ကြိုးစားမလားဆိုတာအချိန်နေတဲ့အချိန်ခါကိုကြည့်ပြီးကြော်လွားနိုင်ဖို့ပဲ တည်ကြတာကတော့မာလုံးနဲ့ကြောက်ဟာဆက်ဆက်တိမခင်ဖြစ်တတ်တဲ့အတွက်ရေလိုအလိုက်တင်လေးနဲ့ခန္ဓာရှိအောင်ကြိုးစားရေထဲကျလာတဲ့ကဲဟာသူ့ဟာသူနင်းမြုပ်သွားမှာကတော့အသေးချပါပဲမဟုတ်တာတော့မလာမပြောနဲ့တို့ကမဟုတ်ရင်မခံဘူးဆိုတဲ့သူတွေကိုမိကြည့်တယ်။ဟုတ်ရင်ကိုခံလာဆိုတော့ဟုတ်ရင်လည်းမခံနိုင်ကြပြန်မှုတဲ့လေ။ကိုလည်းတစ်ခါတလေအဲ့ဒီလိုပါပဲ။ တတိအမြင်ပြန်ကက်နေရတယ်။မဟုတ်လည်းမခံဟုတ်လည်းမခံအတိလို့ဆိုတော့ဘာမှပြောလို့မရဘူးပေါ့မခံနိုင်ရင်တော့ဘာမှဟင်မှာမဟုတ်ဘူးခံနိုင်ရဆိုတာအကောင်ပြောလဲခံနိုင်ရမယ်မကောင်ပြောလဲခံနိုင်ရရှိရမယ်ကောင်းတာလေတော့ခြေနဲ့တက်ပြီးမကောင်းတာကြတော့မခံစားနိုင်ဘူးဆိုရင်ဒါဟာလောကရန်ကို မခံနိုင်သေးတဲ့သဘောပဲမဟုတ်တာကြီးကိုငုံခံနိုင်ဖို့မဟုတ်ဘူးအမှန်တည်ဖို့အတွက် တုံ့ပြန်သင့်ရင်တုံ့ပြန်ရမယ်။ငါနဲ့မတုံ့ပြန်ရင်မင်းနဲ့မတုံ့ပြန်နဲ့။ညင်နဲ့တုံ့ပြန်ဖို့ပဲလေ။ဒေါသနဲ့မတုံ့ပြန်နဲ့အကြောင်းအကျိုးနဲ့တုံ့ပြန်ဖို့ပါပဲ။ဟုတ်တာပြောလိုက်ရင်လည်းလက်ခံနိုင်တဲ့သတ္တိရှိရမယ်။မဟုတ်တာပြောတာကတော့ဟုတ်မှမဟုတ်တာခံစားနေဖို့တောင်မလိုဘူးမဟုတ်လား။ဒါကြောင့်လက်ခံလိုက်ပါ မခံစားပါနဲ့။ရင်ဆိုင်လိုက်ပါရှောင်လွှဲမနေပါနဲ့။အချိန်နဲ့တော့လေပြီးသွားတာပါပဲလေ။ တစ်ပင်ကြီးတွေတောင်မှငှက်တွေနာပြီးပြင်သွားတဲ့အခါအကိုင်းအခတ်တွေလှုပ်ခတ်ပြီးကြံခဲ့သေးတာပဲလေနှလုံးသားရှိတဲ့ကိုယ်တွေမှလည်းကိုယ်ရင်ထဲကိုကြောက်လာပြီးမှပြင်သွားတဲ့သူတွေကြောင့်အနေချင်းခံစားချက်ကတော့ရှိနေမှာပဲပေါ့ကျိုးပဲ့မသွားတော့မှအကိုင်းအခတ်လေးတော့လှုပ်ခတ်သွားမှာပေါ့လှုပ်ခတ်သွားပြီမဲ့စုပ်ပြတ်မသွားအောင်တော့အကျိုးစားရမှာမဟုတ်လားကြောက်လာတာလေသူ ထွက်သွားတာလေသူ ကိုမူကအတူတူပဲဖြစ်နေရမယ် သူပြောင်းလို့ကိုပြောင်းသူဆောင်းလို့ကိုဆောင်းသူမကောင်းလို့ကိုမကောင်းဆိုရင်ကိုလည်းသူ့လိုပဲမှုရီလွဲကုန်မှာပဲပေါ့ဘဝရဲ့လောကန်ဆိုတာဘာမှတသက်မထဲမရှိဘူးလောကလူတဘာဝကိုကအရှိတ်လဲခိုးကြမှာပဲအရှိတ်ခိုးရင်အခက်လဲထိုးကြမှာပဲလူရင် ရောက်လာမယ်မလူရင် ပြန်သွားမယ်မခော့ပဲလဲရောက်လာမယ်မနှင်ပဲလဲထွက်သွားမယ် အဲ့ဒါကိုသူတို့ပြောင်းနိုင်ကိုပါလိုက်ပြောင်းလိုက်ခံစားနိုင်မယ်ဆိုရင်တော့ကိုပဲပြင်မဲနေမှာပေါ့သူတပားရဲ့အပြောင်းလဲချမှာကိုပဲမကောင်းအတွေ့များနေမှာပေါ့ဒါကြောင့်အပြောင်းလဲတွေနဲ့ဘလောင်ပလဲများနေကြတဲ့လောကကြီးမှာဘလောက်ပဲလှုပ်ခတ်ပါစီစုပ်ပြတ်မသွားအောင်ဒါနေထိုင်ကြဖို့ပါပဲအကိုင်းခက်လေးတွေလှုပ်ခတ်သွားပြီမယ်ပင်စီခိုင်နေရင်လဲချမသွားပါဘူးအခိုက်တန့်တွေဘလောက်များများ အတိတတိခိုင်မာထားရင်ဘဝဟာရိမ့်ရိုင်မသွားနိုင်ပါဘူးအတိရှိပါတတိမလွတ်ပါစေနဲ့ဘဝမှာတစ်ခါတလေကိုကစေတနာကောင်းနေလို့ပြိမယ်တုံ့ပြန်မှုကောင်းမရတာလည်းရှိတတ်တယ်ကိုဘက်ကကြည့်တော့ကိုကစေတနာထားလောက်တာပဲတစ်ဖက်မှာကျတော့အကျိုးသက်ရောက်မှုမကောင်းပဲအဆောင်ဖြစ်သွားတာမျိုးရှိတတ်တယ်တလောကတပည့်ကိုရင်တပါးကအကြောင်းနဲ့မှရှိရဲ့အမိုက်တွေကို အပင်မှန်ခင်လဲစုပြီးမိရှူတာမှာတစ်ဖက်ကြောင်းကအပင်တွေမိဟက်ကုန်တယ်လို့မိကိုငွေတွေကလည်းတအားထွက်ကုန်တော့ဟိုဘက်ကြောင်းကအဲ့ဒီကိုရင်ကိုအပြစ်ဆိုတယ်။ဒါကိုကိုရင်ကသူ့ကောင်းတာလုပ်တဲ့ပုံမှာဒီလိုအပြောခံရတော့စိတ်မကောင်းဖြစ်ပြီးလာလျှောက်တယ်။အဲ့ဒါသူ့ကိုစေတနာကောင်းပေမဲ့အကျိုးတည်းမှုမကောင်းရင်ဒါမျိုးကဖြစ်တဲ့ကြောင်းရှင်းပြရတယ်။အမှန်တော့စေတနာကောင်းဟာညံလေးနဲ့ရှင်မှ အကျိုးသက်ရောက်မှုကောင်းကိုဖြစ်စေတယ်။ညံမပိုင်ပင်ပန်းတလောက်ကောင်းကျိုးမရောက်သလိုခုတ်ရတခြားရှာရတခြားဖြစ်တတ်တယ်။စေတနာကောင်းနိုင်အကျိုးပေးကောင်းတာမဟုတ်ဘူး။မှန်ကန်တဲ့စေတနာနဲ့မှန်ကန်တဲ့လှုပ်ဆောင်ချက်ရှိမှရလက်ကောင်းဖြစ်တာ။ဒါတော့တစ်ခါတခါအချိန်ခါကလည်းလိုသေးတယ်။ကာလဒေတာပုဂ္ဂလဆိုတာအကျိုးသက်ရောက်မှုကောင်းဖို့အတွက်လိုအပ်တဲ့အကြောင်းတရားပဲဖြစ်တယ်။ဒါကြောင့် အလုပ်လုပ်တဲ့အခါစေတနာကအရေးကြီးတယ်ဆိုပေမဲ့မကောင်းတဲ့အလုပ်တွေမှာစေတနာမကောင်းဖို့နဲ့ကောင်းတဲ့အလုပ်တွေမှာလည်းညံနဲ့ရှင်နဲ့စေတနာကောင်းဖြစ်ဖို့အထူးတတိပြုလှုပ်ဆောင်ကြရမှာဖြစ်တယ်။ဘဝမှာကိုပါလို့လို့ကိုကိုမုံနေတဲ့သူတွေရှိတတ်တယ်။မုံနေတဲ့သူကိုပြုံးမပြတ်နိုင်အောင်မှပြန်မုံမုံမိအောင်ကြိုးစားရမယ်။သူမုံလို့ကိုမုံမိရင်သူတော့မသိဘူး။ကိုကိုယ်တိုင်ကတော့ အမုန်းတံကြောင့်ပူလောင်နေမှာတော့အသေးချာပဲဘဝမှာကိုယ်ပါဖြစ်ဖြစ်မနာလိုဖြစ်နေတဲ့သူတွေရှိတတ်တယ်မနာလိုဖြစ်နေတဲ့သူကိုမူတီတာမပွားနိုင်တော့မှ သူ့လိုစိတ်မျိုးကိုမဖြစ်အောင်ကြိုးစားရမယ်သူမနာလိုလို့ကိုယ်ပါမနာလိုဖြစ်မိရင်အိတ်တန်တရားစိတ်မှထားတော့အိတ်ဆရာများတော့ရှားနေမှာပဲပေါ့ဘဝမှာကိုကောင်းတဲ့လောက်ပြန်မကောင်းတဲ့သူတွေရှိတတ်တယ်မကောင်းတဲ့သူကို မပောင်းနိုင်တော့မှ သူမကောင်းတယ်လို့ကိုမကောင်းမလုံမရောစူးစားရမယ်။သူမကောင်းတာသူအကြောင်းကိုကောင်းဖို့ကကိုအကြောင်းအချိန်တန်ရင်မမှန်တဲ့သူကသွားမှာပဲလေ။သူ့အဆိုးဟာကိုအဆိုးမဖြစ်စေဖို့ပဲမဟုတ်လား။ဘယ်သူပါဖြစ်ဖြစ်စိတ်မညင်နဲ့ဘယ်သူပါပြောပြောမခံစားနဲ့ဘယ်သူဘယ်လိုဆက်ဆံဆက်ဆံအမျက်မကြံနဲ့လက်မခံဖို့ကကိုအကြောင်းကောင်းတာမကောင်းတာသူကိစ္စလူကိစ္စဆိုတော့အနိစ္စပဲ။ ဘာမှမမြင်ဘူးဆိုတာလေအသေးချပဲလေထောက်ပြတာကိုကြောက်ချတဲ့ထင်နေသမျှတော့အောက်ကလူတွေက အစမြောက်ကြမြောက်ကြဖြစ်နေမှာအမှန်ပဲနောက်ောက်ကြနေတဲ့အတွေးခွန်တွေနဲ့ချစ်လို့အပြစ်မမြင်တာမုံလို့အကောင်းမမြင်တာတွေဟာရှေ့သို့ချီတက်ကြီးစပိုးအတွက်တော့နီလင်းရင်နဲ့ဝင်းနေကြအောင်ပါပဲအခက်ခါလွဲနေတဲ့အလွဲတွေကြာမှာနားလည်မှုလွဲတာကအဆိုးဆုံးဖြစ်တဲ့အတွက်တိတ်ချစ်လို့လည်းမလွဲနဲ့ သိမုံလို့လည်းမမဲနဲ့ love is understanding အချက်ဆိုတာနားလည်ခြင်းပဲဆိုတဲ့အချက်ကိုတော့ထည့်တွက်ကြည့်ရမှာပဲပေါ့လက်ခံနိုင်စွမ်းအားနဲ့ပြုပြင်နိုင်မှုစွမ်းအားကနားလည်မှုမလွဲဖို့ကိုပို့ပြီးအထောက်အကူဖြစ်စေတယ်လက်မခံနိုင်ရင်ပို့လွဲမယ်မပြုပြင်နိုင်ရင်ပို့ဆွဲမယ်ငိုဝဲတွေများနေရလေနားလည်မှု လွဲကြလို့ပါပဲလေယေရှုဆုံးကတော့ကိုယ့်ကိုယ်ကိုတိဆောက်နိုင်ဖို့ပဲ အတ္တတမပဏိတိမင်္ဂလာဆိုတာကိုကိုကိုကောင်းကောင်းထိန်းကျောင်းနိုင်ဖို့လမ်းညွှန်ထားတာဖြစ်တဲ့အတွက်လက်ခံနိုင်မှုနဲ့ပြုပြင်နိုင်မှုရှိအောင်အတိတတိဆောင်ထားဖို့ပါပဲကိုကိုကိုပြုပြင်ထိန်းကျောင်းနိုင်မှုမရှိရင်သူတပားအပေါ်မှာလည်းအချက်အမုန်းတွေကြပလိုက်မှုတွေပွားစေတတ်တာပဲမဟုတ်လားအတိလည်းရှိမယ်တတိနဲ့လည်းညှိမယ်ဆိုရင်ချက်လို့လွဲတာတွေမုံလို့မဲတာတွေလည်းရှိလာမှာမဟုတ်တော့ဘူးပေါ့တဲ့ချက်လို့လည်းမလွဲနဲ့ ိတ်မုံလို့လဲမမဲနဲ့မမြဲတဲ့ဘဝမှာအလွယ်မကျအောင်ပဲကြိုးစားကြရမှာပဲလीလဆိုတာပြည့်ပြီးရင်꿰ရတာပဲဘဝဆိုတာလည်းတက်ပြီးရင်ကြရတာပဲဖြစ်ပြီးရင်လည်းပြည့်ရတာပဲဘာမှတသက်မှတ်ထဲမရှိဘူးတေချာပေါက်ရှိနေတာကတော့မမြဲခြင်းပဲရှိနေတဲ့အနေအထားကိုလက်ခံနိုင်ရမယ်ရင်ဆိုင်နိုင်ရမယ်ဘဝဆိုတာလလိုပဲအမြဲတမ်းပြည့်နေတာမဟုတ်တယ်လို့အမြဲတမ်း ကိုယ်နေရတော့မဟုတ်ဘူးတဖြည်းဖြည်းစမ်းတဖြည်းဖြည်းပြည့်တဖြည်းဖြည်းစုပ်တဖြည်းဖြည်းကွယ်ဒါဟာတဘာဝရဲ့အပြောင်းလဲဘဝရဲ့အပြောင်းလဲပဲမဟုတ်လားအဆင်ပြေနေလို့လဲတတိလဲလို့မဖြစ်ဘူးလို့သလိုအဆင်မပြေလို့လဲစိတ်ပြက်လက်ပြက်ဖြစ်နေဘူးမဟုတ်ဘူးဖြစ်လိုက်ပြက်လိုက်ပြေလိုက်မပြေလိုက်တက်လိုက်ကျလိုက်ဖြစ်နေတာကဘဝရဲ့အသင်္ကိတပဲအချိန်နဲ့အချိန်ဤအခိုက်အတန့်ကို မရင်းရင်အောင်ထိန်းနေနိုင်ဘဝရဲ့လောကရံဆိုတာကြော်လွှားသွားမှာပဲဒီကြီးဆုံးကတော့ဘဝအရှိကိုဓမ္မအတိနဲ့ညှိဖို့ပဲဘဝထဲမှာဓမ္မတွေ့ထားဖို့ပဲဓမ္မမပါတဲ့ဘဝဟာ အလှမပြဘူးတရားမရှိတဲ့ဘဝဟာအာမရှိဘူးရုပ်ဝတ္ထုအားတွေဘလောက်ပဲရှိရှိဓမ္မအာမရှိရင်ဘဝအမှားတွေကြအလှတရားတွေရှားနေကြမှာ အမှန်ပဲဒါကြောင့် ဘဝပြည့်နေလို့လေဓမ္မမမီနဲ့ဘဝကွယ်နေလို့လေဓမ္မမပင်နဲ့ဘဝကဲဖို့ဆိုတာဓမ္မနဲ့ပဲဖြည့်စီရမှာဖြစ်တဲ့အတွက်အပမထတရားလက်ကင်ထားတတိယရေမကြအောင်ပဲကြိုးစားကြရမှာပဲပေါ့အမောင်ဆိုတာအလင်းနဲ့မှ ထင်းစီတာအမုံဆိုတာအချက်နဲ့မှ အပြစ်ပြေတာအာကာတဆိုတာခဝါချမှအနမရတာတွေ့တာမှုဆိုတာစွန့်နိုင်မှလွတ်တာ ပူလာမှုဆိုတာအယူလျှော့မှ အပူပေါ့တာဟုတ်တယ်အမောင်တဲသွားရင် အလင်းရောင်ပါမှအရာရာကိုမြင်ရတာအမောင်ကိုအမောင်နဲ့တွဲလို့မရဘူးပုံမဲသွားတတ်တယ်အမုံတရားဆိုတာကလည်းအမုံအမုံချင်းဆိုရင်ဘယ်တော့မှ ပြောင်းနိုင်မှာမဟုတ်ဘူးချစ်ချင်းမေတ္တာနဲ့မှမုံနာတွေလျှော့လာမှာအစမကြေမှုတွေကအာကတကိုတွန်းအားဖြစ်စေပြီးအနာတရားကို ပို့ဖြစ်စေတတ်တယ်ကိုကစပြီးကဝါချနိုင်ရင်တော့ ကိုယ်ရင်တွေကအနာဟာလေတက်တာသွားမှာပါပဲဘာမှမဟုတ်တဲ့အပေါ်မှာအဟုတ်ထင်ပြီးတွေ့တာနေမိတာကလည်းပူလောင်မှုကို တိုးဝစေတယ်လို့တွေ့နေသည်။စုံဖို့လေခက်ခဲနေမှာပါပဲမစွလွတ်နိုင်တာကတော့လွတ်ဖို့လေမလွယ်တော့ဘူးပေါ့လွတ်ချင်စွန့်ရမယ်လောကအဘူဆိုတာပြောသည်မယူနေလို့ဖြစ်တာဘယ်သူကဘလောက်ပဲပြေးပြေးကိုကမယူရင်မပူပါဘူး ယူနေသည်။အပူနေချမှာဖြစ်လို့အပူပေါ့ခြင်းရင်အယူလျှော့ရမယ်။အရင်စတော့ကိုတာပဌာနာကိုဘောပါပဲ။ကိုမှောင်တော့ကိုမိုက် ကိုမုံတော့ကိုရှုံးကိုမကြည်တော့ကိုခွေကိုတွေ့တော့ကိုမလွယ်ကိုယူတော့ကိုဘူးအားလုံးဟာကိုစိတ်ပေါ်ပဲမူတည်နေတော့တာပဲမဟုတ်လား။ဘသူကမှလည်းစိတ်တွေစိုးမနေပါနဲ့တော့။ဘာကမှလည်းမကြင်မနဲ့ဖြစ်မနေပါနဲ့တော့ ဘာကြောင့်မှလည်းအခဲမကြေတာတွေတီးထမနေပါနဲ့တော့ကိုကောင်းတလားမကောင်းဘူးဆိုပြီးတော့စေတနာနဲ့မတန်ဘူးဆိုတာတွေဖြစ်မနေပါနဲ့တော့ဖြစ်ပြီးမှတော့ဘာတက်နိုင်မှာလဲပေါ့ကိုကိုကိုပဲတက်တအောင်နေရမှာပဲလေမကြေမနဲ့ဖြစ်နေအခဲမကြေဖြစ်နေတော့လေပြန်ပြုတ်ပြင်လို့ရတော့တာမှမဟုတ်တာကိုကသာခံစားနေတာသူကတိတော်တိမှမဟုတ်ဘူးလေဖြစ်တဲ့သူခံစားတဲ့သူက အရှင်ပူလောင်နေတာပဲမဟုတ်လား ိတ်ပြီးတော့အများကြီးတွေးမနေပါနဲ့အကြောင်းရှိလို့ဖြစ်တာလို့ပဲဖြေကြရမှာပဲလေအကြောင်းမရှိရင်ဒါတွေဘယ်ဖြစ်လာမလဲပေါ့အကြောင်းထုတ်သွားပြီးရင်ပြီးသွားမှာပါပဲအချိန်အခိုက်တန့်လေးတစ်ခုပါပဲဒီချိန်လေးမှာပြဿနာကိုရင်မဆိုင်ပဲခံစားနေရင်ကိုယ်လည်းပူတယ်ပြဿနာလည်းပြီမှာမဟုတ်ဘူးလေဒါကြောင့်ကိစ္စတိုင်းမှာအကြောင်းတရားဆိုတာရှိနေတတ်တာဖြစ်လို့အဆောင်များသွားတဲ့အပေါ်မှာ မကောင်းထနိုင်မဲ့အစားကိုကိုကိုပဲတတိပြုစင်ခြင်းကိုစိတ်ကိုပဲပြင်ဆင်ပြီးသူ့ကြောင့်ငါကြောင့်ဆိုတာထက်အကြောင်းကြောင့်အကျိုးဖြစ်တာလို့လက်ခံဆက်ဆက်တီမခံတဲ့စိတ်မျိုးမဖြစ်အောင်မဲ့တတိတရားနဲ့ထိန်ကြရမှာပေါ့လူအထင်ကြီးခံရအောင်လောင်းနေတော့ကိုကိုကိုဟန်ဆောင်မှုတွေနဲ့တိတ်ပြီးဟိတ်ဟန်တွေထုတ်မနေနဲ့ကိုပါလဲပဲလဲဆိုတာသူများမသိပြင်မဲ့ကိုတိနေတာပဲမဟုတ်လားဟုတ်တယ် ို့အပါဝင်လူတော်များများကလူရှိသူရှိဆိုရင်ကောင်းတာလေးတွေကိုဟန်ဆောင်ပန်ဆောင်လုပ်တတ်ကြသလားလူ껙ရဆိုရင်မဟုတ်တာလုပ်တတ်ကြတာပဲများတယ်။ဘယ်သူမှမရှိရင်ကောင်းတာလုပ်ဖို့ထက်မကောင်းတာလုပ်ဖို့ပဲကြံ့စီတွေးတောလှုပ်ဆောင်လေးရှိတတ်ကြတယ်။ဘယ်သူမှမရှိဘယ်သူမှမသိပေမဲ့ကို့အတွက်တော့ကိုရှိနေတယ်။ကို့အလုပ်တော့ကိုသိနေတယ်။ကို့ဘာလုပ်တယ်ဆိုတာသူများမသိပေမဲ့ကို့ကိုယ်တိုင်တော့သိနေတာပဲလေ။ ကိုဟန်ဆောင်တာလည်းကိုသိတယ်။ကိုကြံဆောင်တာလည်းကိုသိတယ်။ကိုမန်ထောင်တာလည်းကိုသိတယ်။ကိုလောက်တာကိုမသိဘူးဆိုတာမသိချင်အောင်ဆောင်နေတာပဲဖြစ်မှာပါ။စိတ်မူမမှန်လို့ပဲဖြစ်မှာပါ။အဓိကကတော့ဟန်လို့ဖို့တဲ့စေတနာမှန်ဖို့ပဲ။လူတကာအတိရတဲ့စေတနာရှိရပါပဲ။တိတ်စိတ်ကြွယ်ရဘလောက်ပဲရှိရှိကိုစိတ်ကြွယ်ရကတော့မရှိဘူး။ဘယ်သူမှမသိပေမဲ့ကိုသိတယ်။ဘယ်သူမှမမြင်ပေမဲ့ ကိုမြင်တယ်။ရိုးသားမှုမရှိတဲ့ဟန်ဆောင်မှုကဘလောက်ပဲကောင်းကောင်းဘသူပဲချီချူးချီချူးကိုလှုပ်ရက်ကိုသိရင်လက်ပြန်တန့်စွာလက်ခံနိုင်ပါမလား။ဒါကြောင့်လူရှိသူရှိဟန်ဆောင်ပြီးကောင်းတာတွေလှုပ်ပြဖို့ထက်လူ껙ရမှာမကောင်းတာတွေမလုပ်မိဖို့ပိုအရေးကြီးတယ်။သူများအထင်ကြီးအောင်လှုပ်ပြဖို့ထက်ကိုကိုကိုအထင်ကြီးအောင်ကြိုးစားရမယ်။အများသိဖို့ထက်အမှားမရှိဖို့ကြိုးစားရမယ်။ ဘဝဆိုတာအကောင်းဆုံးတွေလာနေမှာပဲဖြစ်တာပြက်တာရှိနေမှာပဲတက်တာကြတာကျုံနေမှာပဲဒါကောဘဝပဲမမြဲတာကဘဝလွဲနေတာကဘဝပဲလောကတဘာဝမနှမျိုးလို့အပြစ်ဖို့သူလည်းရှိမယ်နှမျိုးလို့အချစ်ဖို့သူလည်းရှိမယ်မနှမျိုးလည်းရှိပါစေအချစ်ဖို့သူလည်းသိပါစေပေါ့မေတ္တာတွေရောမလျှော့လိုက်ပါနဲ့မေတ္တာတတ်တွေနေတော့ရင်ဒေါသတရားကနေရာယူလာမယ် ဒေါသတရားတွေအကောင့်လာရင် ဖြက်စီးတာတွေပျက်စီးတာတွေဖြစ်လာတတ်တယ်။အစိမ်းမပြေမှုတွေကြာမေတ္တာတွေပါရှားလာမယ်ဆိုရင်တော့ကိုယ်လည်းအကျိုးမဲ့အများလည်းအကျိုးပြတာတွေဖြစ်တတ်တယ်။မတည်မြဲခြင်းတွေကြုံရတဲ့အခါအစိမ်းမပြေမှုတွေရှိလာတဲ့အခါအခက်အခဲတွေဖြစ်လာတဲ့အခါရင်ဆိုင်နိုင်တဲ့တတိရှိရမယ်။ကိုကိုကို ပို့ပြီးစုသစီမဲ့အလုံမျိုးကို ရှောင်ရမယ်။စိတ်ညစ်တာစိတ်တော့ကဖြစ်တာ စိတ်ဖိအားဝင်တာမျိုးတော့ရှိတတ်တာပေါ့အကြာကြီးရှိပြီးအကြာကြီးခံစားနေတာမျိုးမဖြစ်စေပဲကောင်းတဲ့ကမြင်မြင်ထုတ်လှုပ်ရှားရှိရာလှုပ်နိုင်အောင်ကြိုးစားရမှာပေါ့အချိန်တန်တော့လည်းပြီးသွားမှာပဲမဟုတ်လားအဓိကကတော့ဘဝအပြောင်းလဲတွေကြာကိုယ်ပါလိုက်ပြီးဘလောင်ပလဲတွေမများဖို့ပါပဲဖြစ်လာသမျှကိုရင်ဆိုင်ဘသူဘသူကိုမှ အကြက်ကင်မနေပဲကိုယ်ပြတနာကိုရှင်းကိုယ်ဒုက္ခကိုဖြေအချိန်တန်အားလုံးက โอเคตั้วมาเว้ยลิအပြစ်ရှာရင်အပြစ်တွေ့မယ်အချစ်ရှာရင် အချစ်တွေ့မယ်အသစ်ရှာရင် အသစ်တွေ့မယ်အနှစ်ရှာရင် အနှစ်တွေ့မယ်ကိုပါရှာမလဲဆိုတာကိုပဲရွေးချယ်ရမှာပါမှော်ရီတိုက်တွေဖုံးနေတဲ့ရေပြင်အောက်မှာရေကြီးရေအေးလေးတွေရှိနေတတ်တယ်လို့ပစ်ချက်လေးတွေရှိနေတဲ့သူတွေမှာလည်းကောင်းကွက်လေးတွေရှိနေတတ်တာပါပဲကောင်းတာလေးတွေကိုပေးဖယ်မကောင်းတာတွေကိုပဲလိုက်ကြည့်နေလို့ကတော့ အညီအဟောက်ကိုလိုက်ရှာပြီးအုံနေတတ်တဲ့ရင်ကောင်လိုပဲဖြစ်နေမှာပေါ့အပြစ်တင်ဖို့အပြစ်မြင်နေရင်အပြစ်ဖြစ်နေတာလဲကိုယ်ပဲဖြစ်နေမှာပဲလေအပြစ်ပြင်မှအပြစ်မထင်မှာမဟုတ်လားအပြစ်ပြင်နေဆိုတာအပြင်ပြည့်ရမှာပါအပြစ်တွေတွေ့ရင်ရင်ထဲမှာတိတ်မထားပဲအပြင်ကိုထုတ်ပြည့်ရမှာပါသူများအပြစ်တွေကို လိုက်ခံစားပြီးကိုယ်စိတ်မှာလေးလံနေတာအပြစ်ဖြစ်နေတာပဲမဖြစ်အောင်ရင်ထဲမှာတိတ်မထားပဲထုတ်ပြည့်ရမှာပါ အဓိကကတော့ကို့အမြင်နဲ့ကို့အတွေ့ကအဓိကပါပဲအမြင်မှန်ရင်အတွေ့မှန်မယ်အတွေ့မှန်မှလည်းအမြင်မှန်မယ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ဘယ်အချိန်မှာပဲဖြစ်ဖြစ်နှလုံးသွင်းမှန်တဲ့သူဟာအပြစ်အဖြစ်သက်တာနေမှာပါအပြစ်တင်ဖို့အပြစ်ရှာနေတတ်တဲ့သူအတွက်ကတော့အပြစ်တွေပဲဖြစ်နေမှာပဲပေါ့ဒါကြောင့်အပြစ်ရှာဖို့ထက်အနှစ်ပါအောင်ကြိုးစားရမယ်အသက်ရှာဖို့ထက်အပြစ်မပါအောင်တတိပြုရမယ် အချစ်ရှာဖို့ထက်မနစ်နာနေထိုင်ရမယ်။ဟာကာတာတွေမျိုးတိတ်ထိုင်ရတဲ့ခွင်လုံးမှုမျိုးကတော့စိတ်ကိုအကျွင်းမဲ့မပေါ်ပါစေဘူး။ဟာကာတာတွေပါကဝါချနိုင်တဲ့ခွင်လုံးမှုမျိုးဖြစ်မှာပဲကိုယ်စိတ်မှာအနာမကျန်မှာမဟုတ်လို့ကတော့ပါဇက်ကသာခွင်လွန်နေတာစိတ်ထဲမှာတော့နာနေအောင်မှာပဲမတက်တာလို့သာ ခွင်လွန်လိုက်ရတာမျိုး အောင်တက်တဲ့နဲ့ခွင်လွန်လိုက်ရတာမျိုးဟာအကျွင်းမဲ့ခွင်လွတ်တာမျိုးမဟုတ်ဘူး ဘသူဘသူအပေါ်မှာဖြစ်ဖြစ် စိတ်ရှင်းနေတဲ့အခြေဖြတ်မှုဟာအနေခက်မှုကိုရော့ကျစေတယ်။စိတ်ရှင်းနေရင်အနေရှင်းတယ်။ကောဝါချရင်အထာကြမယ်။အခခံတဏိမိရဲ့အခန္တဟာအနာရတာပဲအဖတ်တင်မယ်။အမျက်ရှာနေတဲ့စိတ်ဟာအမျက်ရဖို့လည်းမမြင်ဘူး။မျက်နေတည်းမျက်မှာမဟုတ်ဘူး။အမျက်ရှင်းမှအပြက်ကင်းတယ်။မဟုတ်ရင်ထုတ်ပြနိုင်မှမမှန်ရင်ပြန်ပြနိုင်မှ ကိုယ်စိတ်အစဉ်ဟာ ာကာသရော့ပြီးနေရထိုင်ရတာပေါ့နေလိမ့်မယ်။အပြစ်ဖြစ်စေအကျိုးမဲ့စေအကုသိုလ်တိုးစေတဲ့အရာဆိုတာကိုယ်စိတ်ထဲမှာအကြာကြီးထင်မှားရအောင်။ညံ့ညံ့ထုတ်ပြရတယ်။အကုန်ထုတ်ပြရတယ်။အကျွင်းမထားရအောင်။အကျွင်းအကြံရှိနေရင်ကိုပဲအဲ့ဒီအကြံလေးကကိုယ့်ကိုပူပန်ခံစားနေရတော့တာပဲ။ဒါကြောင့်ဖြစ်ပြီးသမျှတွေကိုမေ့ပြောင်းနိုင်အောင်ကြိုးစားခွင့်လွန်နိုင်အောင်ကြိုးစားပါ။ ခွင့်လွှတ်ခြင်းလေအာဂါဒတွေမျိုးသိပ်ပြီးဟန်ဆောင်ပန်ဆောင်ခွင့်လွှတ်တာမျိုး မဖြစ်စေဘဲစိတ်အရှင်ခွင့်လွှတ်နိုင်အောင်ကြိုးစားပါလွတ်မှလွတ်မယ်ရှင်မှလင်းမယ်လောကမှာတစ်မစွန့်မဲ့စားတဲ့သူရဲ့နှစ်မစားဘဲစွန့်နေသူရဲ့လို့လူနှစ်မျိုးရှိရဲ့မစွန့်မဲ့စားတဲ့သူက အတ္တဘဟုပြုလေးရှိတတ်ပြီး မစားဘဲစွန့်နေသူက ပရအတ္တိက အများအတွက်ငဲ့ွက်ကြတာများတယ် မစွန့်မဲစားဖို့ဒါလုပ်နေသူအတွက်မဝွန့်မရေထားခဲ့ရမှာလေအများသာပဲစွန့်လွှတ်မှုမရှိတဲ့ပိုင်ဆိုင်မှုဆိုတော့အနှစ်မရှိလာပါဘူးစွန့်ရမှာကြောက်လို့စားဖို့ပဲထားတဲ့သူအတွက်ကတော့တန်တရာမှာစားဖို့တော့မပါပဲဖြစ်တတ်တယ်ဒီဘဝစွန့်နေတာဟာတန်တရာဘဝစားနိုင်ဖို့အတွက်အထောက်အပံ့တွေပဲမဟုတ်လားမစားပဲစွန့်နေသူဆိုတာမတရားအဆွဲတွေအပေါ်မှာတွန့်တိုစိတ်တွေတွေ့မထတဲ့သဘောပါပဲ။ အမားနေဘူးနဲ့မတရားမဆွဲဘူးအတွက်အတ္တမမစားဘူးရတ္တမမထားဘူးစဖို့ထက်စွန့်ဖို့ကြိုးစားတယ်ပိုင်ဆိုင်မှုအပေါ်မှာတွေ့တာနေတဲ့စိတ်အစဉ်ကိုစွန့်နိုင်အောင်အားထုတ်တယ်ဒီဘဝစဖို့ကြီးမဟုတ်ပဲတန်တရားအတွက်စွန့်နိုင်အောင်လေ့ကျင့်နေဆိုလိုတာကစဖို့လုပ်တဲ့သူနဲ့စွန့်ဖို့လုပ်တဲ့သူ မတူတဲ့မူတွေရှိနေတာဖြစ်လို့စဖို့လုပ်နေတာဟာထားဖို့အတွက်ဖြစ်နေတတ်တယ်လို့စွန့်ဖို့လုပ်ခြင်းကတော့ လွတ်ဖို့လုပ်နေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။မစွန့်နိုင်တဲ့သူကလွတ်ဖို့လည်းမလွယ်သေးပေမဲ့စွန့်နိုင်သူကတော့စွန့်နိုင်တာနဲ့အမျှလွတ်မြောက်နိုင်မှာအသေးချပါပဲ။ဒါကြောင့်စားဖို့ကြည့်ပဲမလုပ်ပါနဲ့စွန့်နိုင်အောင်လည်းကြိုးစားပါ။မစွန့်ပဲစားနေရင်တန်တရာမှထားခဲ့ရမှာဖြစ်တယ်လို့မတရားမစားပဲစွန့်နိုင်မှသာတန်တရာမှစားလေစားနိုင်လွတ်လေလွတ်နိုင်မှာဖြစ်ပါတယ်။အပိုင်း၁၂ကို ဆက်လက်ဆောင်မျိုးနှาศင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနှาศင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။